လာပါမဆာဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့အလုတ်ထဲမှာအနိုင်ချင်းခံရလို့မဆာရေဘလို့လုံးရမလဲလို့မေးလာတယ်။မောင်ညီမလေးတွေတွတ်ဖြေရှင်းနေလေးရေးပြလိုက်တယ်နော်။တခါတလေအလုတ်ထဲမှာမိမိနဲ့အတူတွဲလို့တဲ့အထက်လူကြီးကမိမိကို အမြင်မကြည်နေမဲနဲ့မျိုးစုံနှိတ်အာနှိတ်ကွတာမျိုးပေါ့နော်ဖိနှိတ်ခံရတာမျိုး အမီမီကလည်းဒီလိုအလုပ်ကနေထွက်လို့မဖြစ်ဒီလုံလေးရှိမှမိသားစုချောင်းချောင်းလဲလဲနဲ့အာနေထိုင်ရမှာဆိုလို့အလုပ်ကိုချိန်မိတ်ပြီးတော့တိခန့်လုံးနေရတဲ့လူတွေအလုပ်ဆက်ပြီးမလုပ်ချင်လောက်အောင်စိတ်ဆင်းရဲနေရပြီဆိုရင်တော့ကိုယ့်ဘက်ကလည်းမှန်ကန်နေဒီအီကိုယ့်ဘောအနိုင်ကျင့်နေရတာလည်းအမှန်တကယ်ဖြစ်တဲ့ဆိုရင်တော့ဒီရေတရာနီးလေးကိုပြုလုပ်ကြည့်နော်ဒါမျိုးဆိုရင်ဒီရေတရာလေးက အစွမ်းထပ်ပါလိမ့်မယ်။ထမအောင်ဆုံးပြင်းများတစ်ချက်ပေါ်မှာမိမိကိုအမြဲတမ်းစိတ်ဆင်းရဲအောင်နိုင်ထက်ကလူပြုတဲ့လူရဲ့နာမည်ကိုရေးပါ။အဲ့ဒီနာမည်ရေးထားအဲ့နာမည်ကိုအဲ့နာမည်ပေါ်မှာထုံးနဲ့ကိုးဆိုပြီးတော့လဲထပ်ရေးပါ။အဲ့ဒီကိုးပေါ်ကိုအတချောင်းတင်ပါ အတချောင်းတင်ပြီးရင်မက်ဆေ့ကို အပ်ပေါ်မှာထပ်တင်ပါထိုမက်ဆေ့ပေါ်မှာညာတိုင်းဖျောင်းနိုင်တိုင်းမိထွန်ပြီးတော့မိမိပေါ်အနိုင်ကျင့်တာတွေနှိပ်စက်တာတွေအမြန်ဆုံးရပ်တန့်သွားပါစေလို့ဆုတောင်းပါညာစင်ညာတိုင်း9နာရီတိုင်းမိထွန်ပါ9ရက်ဆက်တိုက်ပြုလုပ်ရင်တော့ကိုယ်အလုတ်ထဲမှာအဆင်မပြေတာတွေအနိုင်ကျင့်ခံရတာတွေ ရက်တန်သွားတာကို တွေ့မြင်ရပါလိမ့်မယ်အာဖျောင်းနိုင်ရတော့ဘာယောင်လေးနဲ့ထွန်းထွန်းအဆင်ပြေပါရဲ့အနီယောင်လေးဆိုရင်တော့ပိုကောင်းတာပေါ့နော် အကုန်အလုံးပဲမိမိရဲ့အလုတ်ကင်ထဲမှာအဆင်ပြေနိုင်ကြပါစေလို့မဆာကဆန္ဒပြုလိုက်ရပါတယ်နော်